မင်္ဂလာပါခင်ဗျာ။ Radio NUG ကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာ။အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့အတူလူမှုစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။ကစုံလားပြည်နယ်မှာငလျင်ဘေးဒဏ်တဲ့မန္တလေးဒေသခံတွေဖျားဖူးထွက်လာကြပြီးစုတောင်းစုယူပြုခဲ့ကြပါတယ်။ဒီသတင်းကိုရွှေညာမောင်ကပေးပို့ထားပါတယ်။ငလျင်ကြောင့်ရှေးလျာဖျားတဲ့ ကျောင်းတွေပြိုကျပျက်စီးတာတွေရှိပေမဲ့အမှုပညာမြောက်လှပတဲ့မန္တလေးဟာကျွမ်းကျန်တဲ့တုခုမလက်ရာတွေနဲ့မေလလယ်မှာလှလှပပရှိနေပါတယ်မန္တလေးတောင်ကြီးကမင်းတို့မင်းရဲ့အလွန်တော်တဲ့ကုသိုလ်လို့ပြောစမှတ်ပြုကြတဲ့ကုသိုလ်တော်ဖရာစန္ဒာမူနီဖရာတို့ဟာမန္တလေးတောင်နဲ့ပနံရပြီးတင့်တယ်နေကြပါတယ် ဒီကနေ့ကစုံလာပြည့်နေ့မှာတော့တဘာဝဘေးဒဏ်တဲ့မန္တလေးသူ မန္တလေးသားတွေဟာဖះအကြောင်းကံဒီစီရောက်အောင်လာခဲ့ကြပြီးဖះဝတ်ပြူတာဆူတောင်းဆူယူပြုခဲ့ကြပါတယ်။ပသိမ်ကြီးမြို့နယ်ကဖះဝတ်တက်မပြတ်ခဲ့တဲ့အမျိုးသမီးကြီးတဦးကတော့ဆူတောင်းခဲ့ပုံကိုအခုလိုပြောပြပါတယ်။အဲဒီသူတောင်းဖြစ်တယ်ဆိုတော့အများသောအပြင်ကတော့ပြိုကျတဲ့ဆုံးသွားတဲ့ဟာလေးတွေကိုလေဟောသူတို့အတွက်ကိုကိုယ်လည်းသီလနဲ့စောက်တည်ပြီးတော့လေဟောကုသိုလ်ယူပေးတာပေါ့။နောက်ကျတော့အမြတမ်းဝေပေးတယ် နောက်ရကျန်လူတွေလည်းဒီကက်ကြီးကိုကြော်လွားနိုင်ပါစေလို့ဆုတောင်းပေးရတာပေါ့နော်ကစုံသားပြင်းတွေဟာမြမဗုဒ္ဓဘာသာဝင်တွေအတွက်မြတ်စွာဘုရားပြားလေးတော်ရတဲ့နေ့ဖွားမြင်တော်မူတဲ့နေ့ဖရားပွင့်တော်မူရာနေ့နဲ့ပြိဋိဘံပြုရာနေ့ဖြစ်လို့အထွတ်မြတ်ထားရာနေထူးနေ့မြတ်ဖြစ်ပါတယ်။ဒါကြောင့်တဘာဝဘေးဒဏ်ကြောင့်ကိုယ်စိတ်နှပါညှို့နှွမ်းနေခြင်းဖြစ်ပေမဲ့လည်းမန္တလေးမြို့သူမြို့သားတွေဟာနေထူးနေ့မြတ်မှာသမင်းကအစအေးမုတ်စတာတွေကိုစတုတီတာလူရန်နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ညနေခင်းမှလည်းညောင်ရီသုံးလောင်းပွဲကိုအစဉ်အလာမပြတ်ဆက်လက်ကျင်းပခဲ့ကြပါတယ်။ငလျင်လှုပ်ခတ်ပြီးတလခွဲခန့်ရှိလာပေမဲ့ပြိုပြတ်သွားတဲ့ဖျားเจ้าကံတွေမှာစနစ်တကျသိမ်းဆင်းနိုင်တာမရှိသေးတဲ့အတွက်ပြန်လည်တည်ဆောက်နိုင်တဲ့အခြေအနေကလည်းအတော်ကိုအလန်းဝင်းနေအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ငလျင်ဘေးတံကြောင့်မန္တလေးမြို့အတွင်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ပေပေါင်း986ပေမြန်မာတဲ့မန္တလေးတောင်တော်ပေါ်မှာလဲဖះเจ้าဆောင်များအကွဲတာနိုင်ငံစည်းများကွာ ါကြတာရင်းမြင်တော်ရှိကျွေပြားများအကွဲတာစတဲ့ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်ဖျားစီဒီတိုင်းမှာပျက်စီးပြိုပြတ်တာတွေရှိနေပေမဲ့လည်းပြန်လည်ပြုပြင်နိုင်တာစနစ်တကျသိသိနိုင်တာမရှိသေးပဲညှိုးနွမ်းနေကြရတာဖြစ်ပါတယ်မန်လေးတောင်တော်အပါအဝင်တောင်ချင်းအနီးတစ်ဝိုက်ကကုသူတော်စန္ဒာမူနီကြောက်တော်ကြီးစတဲ့ဖျားစီဒီတွေမှာဖျားဖို့ပြည်သူတွေတွာလာနေကြတာကို တွေ့မြင်ရပါတယ်အချမ်းဘတ်စစ်တပ်ကတော့ကြီးမားတဲ့သဘာဝဘေးကိုကြုံတွေ့နေရပေမဲ့ပြိုကျပျက်စီးသွားတဲ့သာသနာ့နေမျိုးတွေကိုပြန်လည်ထူထောင်ဖို့လှုံ့ဆော်နိုင်တာမရှိပဲမန္တလေးတောင်ချီမှာအလူခံပုတ်ပြားတစ်ချက်ကိုအဆက်သိက္ခာမဲ့ထောင်ထားတာကိုတွေ့ရပါတယ်အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော်ချွေညာမောင်ကပေးပို့ထားတာပဲဖြစ်ပါလိမ့်ခင်ဗျာ